အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးဗမော်တင်အောင် ရေးသားတဲ့မမကြီးလို့အမည်ရတဲ့ဝတ္ထုကိုအပိုင်းလေးအနေနဲ့ကျွန်တော်ကိုချီတာမဆက်လက်ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ရင်ခံစားပေးကြပါအောင်ခင်ဗျာရင်းတို့ဘေးပတ်ဝန်းကျင်ကထိမြင့်ချက်ပေး၍ပြောဆိုလျက်ရှိကြတဲ့ကဲ့သို့အကြီးအကဲဖြစ်သူဆက်ချင်းဦးကျော်အောင်ကလည်းတနင်္ဂနွေနေ့များနေ့အခြားပြန်တန်းဝင်ရုံးပည့်ရများတွင်မိမိနေအိမ်တို့အိမ်တွေရရဝင်ထက်လျက်ရှိသောရာသွေးတရားသူကြီးဦးရေးတွင်သည် အယူအပေါ်ကလေးလိုအိမ်သားများကသဘောထားနေကြတော့မိမိဤတမိကလေးကိုချိန်ရွယ်နေလိမ့်မည်ဟုအနှဲငယ်များမထင်မိပဲမိမိဤနှမဖြစ်သူဆရာမမမကြီးကိုတားလျင်လူကြီးလူကောင်းပြီပြီရိုးရိုးသားသားပိုးပန်းလျက်ရှိသည်ဟု၍ကိန်းသေးတွက်ချက်ထားလေသည်ဥကြုံအောင်သားလျင်မဟုတ်သည်ကာယကံကျင်ဖြစ်သူမမကြီးကိုတိုင်ကလည်းဥယေးတွင်သည်၎င်းကိုသာချိန်ရွယ်ပိုးပန်းလျက်ရှိသည်ဟုရိုးရိုးသားသားနှင့်ဆွဆွမြဲမြဲယုံကြည်၍နေပေသည် အဘဲကြောင့်ဆိုသော၎င်းနှင့်ဥယေတွင်တို့သည်တတ်တူဝါတို့ဖြစ်သောကြောင့်လည်းဖြစ်သည်၎င်းအပြင်ဥယေတွင်သည်၎င်းထက်အသက်ရွယ်အားဖြင့်၎င်းဝါအားဖြင့်၎င်းများစွာကွာခြား၏နေသောမိမိ၏တူမကို မြည်သည့်နည်းနှင့်များစိတ်ကူးလိုက်မည်မဟုတ်ဟုရိုးရိုးသားသားတွက်ချက်ထားပြီးဖြစ်သောကြောင့်လည်းဖြစ်ပါသည်ဥယေတွင်အိမ်တို့လာရောက်လည်ပတ်သောအခါတိုင်းလိုလိုတွင်မမကြီးကသာဒိုင်ခံခံ၍ဧကံခြင်းနှင့်လက်ခံစကားပြောဆိုခြင်းများပြုလုပ်ရသည် တခါတရံခင်နှင့်ပင်လူချင်းတွဲ၍မသွားရချေလူချင်းတွဲကြသောအခါ၌လည်းခင်ကဥွေးသွင်အားခလေးမကလေးတစ်ဖွဲနှွယ်ဆိုးဆိုးလေးရက်၎င်းအယူပေါ်ကလေးတစ်ခွဲနောက်ပြောင်လေးရက်၎င်းဆက်ဆံလေးရက်ရှိသည်ကိုသာအများဆုံးတွေ့မြင်ရသည်တို့ရတွင်၎င်းရဲ့လက်တွင်ခင်အကိုကြီးအကိုကြီးခင်နှင့်နှစ်ဦးသားတီးထိုးပြောဆိုနေကြသောဇကားများကိုကယောသားလုံး၍အပြိုကြီးဖြစ်နေသောဆရာမမမကြီးတယောက်သည်ဘာမှမသိချာကြီး ယူသားသောဆရာမမမကြီးသည်မိမိကိုယ်ကိုများစွာစိတ်ချလျက်ရှိလေသည်ထို့အတူဥဝဲတွင်ကိုလည်းရိုးရိုးသားသားဟူ၍စိတ်ချထားပေသည်ဥဝဲတွင်ကမိမိအားပုံပွင့်လင်းလင်းပြောဆိုခြင်းမပြုသေးသည့်တိုင်အောင်တနေ့သောအခါတွင်ပြောဆိုလိမ့်မည်ဟုယုံကြည်ထားပေသည်ဥဝေတွင်က၎င်း၏မိခင်နှင့်ကလေးများကိုတွေ့ဆုံရအောင်၎င်း၏နေအိမ်သို့ပရမအကျင့်ခေါ်ဆောင်သွားခြင်းကလည်းမမကြီးသည်မိမိကိုယ်ကိုပုံမို့၍ဆိတ်ရှားခဲ့လေသည်သူရတွင်ထိုအခါပရမခောက်တွင် မိမိတယောက်တည်းသာမဟုတ်ပဲမိမိဤတူမှခင်လဲပါလာဒီကိုကမမကြီးသည်အ ਨੇ ချင်းများစဉ်းစားမိဟန်မရှိချေဥဝဲတွင်ဤကလေးများသည်ကလေးများเจ้าကိုဘာမှနားမလည်သေးသောခင်ထက်မမကြီးကိုပုံမို့၍ခင်တွယ်ကြလေသည်မမကြီးသည်ကလေးများကိုဆရာမလှုပ်၍အုပ်ချုပ်ရသောအတွေ့အကြုံနှင့်ဘဖူးတူတာများရှိသည်လက်ကလည်းတာသည်ဥဝဲတွင်ဤနေအိမ်သို့ပထမအကြိမ်ရောက်ရရှိခဲ့ခြင်းက ကလေးများကမမကြီးအားជី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 နှင့်တွေ့ကပ်နေကြသည်တည်ဆုံးသွားသော၎င်းတို့၏မိခင်နှင့်မကြား၎င်းတို့အပေါ်၌ရူးရူးရကိုင်းတွယ်ဆက်ဆံခြင်းပြုတတ်သောမမကြီးအားတခါတည်းဆွေးရွေ့သွားကြသည်အိမ်တို့ပြန်ကနေတွင်ကလေးများကជីជីမပြန်ရဘူးជីជីမပြန်ရဘူးဟုခင်မာတူးကရော မောင်လေးမောင်မောင်လေးကပါအတွင်ဖတ်တွယ်၍ကပ်နေကြသည်ဖြင့်မမကြီးသည်ရုတ်တရက်ပင်မပြန်နိုင်ခဲ့ချေမမကြီးချုံမောက်၍ထားရသည့်အထိပင်ဖြစ်ခဲ့ရလေသည် ဥဝဲသွင်းဤအိမ်တို့သုံးလင်းကြိမ်များတွားရောက်လက်ပတ်ပြီးသောအခါခေမာတူးနှင့်မမောင်လေးတို့ကသာလျှင်မဟုတ်ကြတော့ပဲ၎င်းတို့ဤမိခင်ကြီးနှင့်တကွအိမ်ဤဝေယဝိဇ္ဇကိစ္စများကိုဒိုင်ငံလောက်ကင်နေကြတော့ဥအောင်နှင့်ဒေါ်ရင်တို့လေမယားကပါမမကြီးအားဆွဲလန်း၍တွားကြလေသည်၎င်းကိုယ်တိုင်စိတ်တန်းကြရွေးချယ်၍တားပြက်သူနှင့်ပေးစားခဲ့မှုသောကျွေးမလို့သူကိုပင်တေသွားသည့်အသည့်တကြိမ်တခါမှရှင်းမုံပြောဆိုခြင်းမပြုခဲ့တော့ဥဝဲသွင်း၏မိခင်ကြီးက တဲတော်တဲ့မိန်းကလေးပဲကွယ်ဒီလိုတော်တဲ့သမီးမျိုးတယောက်လောက်ရလိုက်ရှင်စားပါရဲ့ဟုဖွင့်ဟပြောဆိုခြင်းပြုသူအထီးဖြစ်ရလေသည်ဦးအောင်နှင့်ဒေါ်ရင်တို့လင်မယားကလည်းမမကြီးအားမမကြီးဆိုသော၎င်း၏နာမည်ကိုပင်မခေါ်နိုင်ကြတော့ပဲမမမမနှင့်ခေါ်ကြလေသည် ရင်ကဲ့သို့၎င်း၏မိခင်နှင့်တကားခလေးများက၎င်းဥအောင်နှင့်ဒေါ်ရင်တို့လေးများကပါ၎င်းမိမိအပေါ်၌ဤမြလိုလိုလားလားဖြစ်နေကြပုံကိုထောက်၍ပြည့်တနာတရက်ကိုအပတ်ပတ်မှလှက်ပတ်စဉ်းစားတတ်လိမ့်မည်ဟုယုံကြည်ရသောဥဝေးတွင်သည်မိမိကိုယ်သာတေချာပေါက်ရွေးချယ်ခြင်းပြုလိုက်မည်ဟုဆရာမမမကြီးသည် ကိန်းသည်တွက်ချက်ထားခြင်းလည်းဖြစ်လေသည်မိတို့ပင်ဖြစ်စေမိမိကိုယ်တိုင်ကလည်းဥယေတွင်ပေါ်၌၎င်း တဏှငယ်ဒဇင်ပါဆိုသည့်စကားအတိုင်း၎င်း၏မိခင်ကြီးနှင့်တာကလေးသမီးကလေးများအပေါ်၌၎င်းဗကတိဖြူစင်သော စေတနာမေတ္တာများထားရှိပြီးလည်းဖြစ်ပါသည်ဥဝေးတွင်သည်ယုံအားရများတွင်မှန်မှန်လာရောက်လည်းပတ်လျက်ရှိရာမှတခါတည်းရန်ယုံတို့ခက်စောစောတည်ရင်နနက်ခင်းများတွင်အိမ်တို့ခိတခဏလောက်ဝင်တက်သွားတတ်လေသည် ရင်းတို့ဥဝင်းတွင်ဤရှေးလမ်းများတွက်ရည်လာသည်နှင့်အမျှမိမိအားအတီအလင်းဖွင့်ဟပြောဆိုမိနေရကိုမမကြီးသည်လေပင်တချီချီနှင့်စောင့်မျှော်လျက်ရှိလေသည်တို့ရတွင်မိမိတို့အိမ်တို့ဥဝဲတွင်အတီအလင်းဝင်ထွက်သွားလာသောအခါကာလသည်ရှောင်းလကျော်9လအတွင်းသို့ရောက်လာခဲ့သည့်တိုင်အားဖွင့်ဟပြောဆိုခြင်းမပြုသေးသောအခါမမကြီးသည်အနှဲငယ်မောပန်းစာပြုလာသည်တို့ရတွင်စိတ်ပြည့်ခြင်းသို့အလင်းမရှိပါချေ တခါတရံလမ်း၌တွေ့ခဲ့သောမိတ်ဆွေများကဖြစ်စီအိမ်တို့တကူးတကန့်လာရောက်လက်ပတ်ကြသောအသည့်တငယ်ချင်းများကဖြစ်စီမမကြီးအားပြောင်ရအစကြသည်ထို့သောကစားကြသူများအထက်တွင်ခရယာရတွေ့တရားသူကြီးကတော့ဒေါခင်မီသည်အကဲဆုံးအသေးဆုံးဖြစ်လေသည်ဘလို့လဲဟေးမမကြီးကုတက်တိရက်ကလေးပါလေးတော့မရွေးကြသေးဘူးလားဟုအတီလိုလိုပြောင်းတယ်လိုလိုနဲ့မေးမြန်းသောအခါများတွင်မမကြီးသည်ဘာမှပြန်မပြောနိုင်သဖြင့်မျက်နှာပူပူနဲ့ခေါင်းငုံနေကြရသည် ရင်းတို့မိမိနှင့်နှီးဆက်ကြွားဝင်ရာအတိမိတ်ဆွေများနှင့်အပေါင်းအဖော်များကထိုကိစ္စနှင့်ပတ်သက်၍နောက်ပြောင်သလောက်အရေးကြီးဆုံးဖြစ်သည့်ကာယကံရှင်ကဘာတခွန်းမှဖွင့်ဟပြောဆိုခြင်းမပြုသေးပေ။မြုံစည်းစည်းလုံနေသည့်အတွက်ရခင်ကာလာများကမိတိကြောင်းကြပူပင်စိမ်းမှမရှိခဲ့တဲ့ဖြင့်စားဝင်အိပ်ပျော်လျက်ရှိနေခဲ့သောဆရာမမမကြီးသည်ယခုအခါတွင်တစားတက်တစားအစားပြတ်အိပ်ပျက်ဖြစ်လာသည်မြက်ကွင်းများကြာစင်းကအသားရည်များလည်းရောပါးအစပြုလာလေသည် မယားမရှိသောရန်ကုန်အနောက်ပိုင်းရာသပွေတရားသူကြီးတဦးဖြစ်သူဦးဝေးတွင်တယောက်ကံဘက်တွင်နေထိုင်လျက်ရှိသောအငိမ့်သာဆက်ချင်းတရားသူကြီးဦးကျုံရောင်၏နေအိမ်သို့တကားမရှိဓာတ်မရှိဝင်ထွက်သွားလာလျက်ရှိသောကိစ္စနှင့်ပတ်သက်၍အတွင်ကြကြအပြည့်ပြတ်မှန်ကိုကကာယကချင်းဦးဝေးတွင်နှင့်လူကြီးများကအယူအပေါ်ဟူ၍ထားကြသောခိန်တို့သာလျှင်အသိရှိဆုံးဖြစ်ပါသည် ခင်သည်လူလောကအတွေ့အကြုံနှင့်ဘဟုတုဒ္ဒဆိုရဘာမှမရှိသေးသောမိန်းကလေးတဦးမျှတာဖြစ်တော်လေဥဝေးတွင်ကတင်ညာကုန်းသို့ခရီးတဝက်ကြောကြောရောက်နေပြီသူဖြစ်လေသည် ကလေးတငယ်မလေးတဦးနှင့်သာဖြစ်သောခင်သည်မစင်းသားမဝေဘတ်တန်တိအတွေ့မိသူကားမှဝေဖန်ခြင်းအပြစ်တင်ခြင်းပြုနိုင်ပွဲမရှိချေသူရတွင်မရတယောက်ရရှိခဲ့ဘူးသော ရာဇဝတ်တရားသူကြီးတဦး၏စင်ကျင်ကင်းမဲ့မှုကအပြည့်အပြည့်အမှန်ကိုလူအများသိရှိလာကြသောတနေ့တွင်လွယ်လင်းတကူခွင့်လွှတ်ရန်ဖြစ်နိုင်လိမ့်မည်မထင်ချေတို့ရတွင်ဥဲတွင်သည် ထိုကိစ္စနှင့်ပတ်သက်၍ယထာဘူဒ္ဓကြောင့်စဉ်းစားတွေးခေါ်နိုင်သောအတိညာကကင်းမဲ့၍နေသည် အသိဉာဏ်ကိုမွေးထုတ်သောသူ၏အုံနောက်သည်လည်းစင်းရဲကုန်ခန့်လျက်ရှိလေသည်။အဘဲကြောင့်ဆိုသော သူ၏နှလုံးသားသည်ဥကောင်းတစ်ခုလုံးကိုလွှမ်းမိုး၍သွားခဲ့သောကြောင့်ဖြစ်လေသည်။ငယ်ရွယ်သောခင်အားတူမကလေးတဖွဲ၊နှမကလေးတဖွဲတဖြည်းဖြည်းအယောဝင်လျက်ရှိခဲ့ရာမှနောက်ဆုံးလူချင်းတော်တော်ကလေးရင်းနှီးသော အခြေသို့ရောက်လာသောအခါဥဝေးတွင်သည်၎င်း၏သဘောထားအမှန်နှင့်ရည်မှန်းချက်ကိုထုတ်ဖော်ပြောဆိုလိုက်လေသည် အယူအပေါ်ကလေးဟုထင်ရသောခင်သည်ပင်ဥဝေးတွင်ဤသဘောထားနှင့်ကြံရွယ်ချက်အစစ်အမှန်ကိုကြားသိလိုက်ရသောအခါမျက်လုံးမျက်စံများပြူသွားလေသည်ခင်သည်ဥဝဲတွင်ဤထံမှထိုကြံရွယ်ချက်ကိုအနှဲငယ်မြမျှော်လင့်ဟန်လဲမတူခဲ့ပါချေ။ဟင်အကိုကြီးကခင်ကိုလက်ထပ်ခြင်းနဲ့ဟုတ်လား။ခင်သည်၎င်းဤနာကိုပင်ကောင်းစွာယုံကြည်ခြင်းမရှိနိုင်တဲ့ကဲ့သို့တေချာတဲ့တေချာခြင်းရှိရန်အတွက်ဥဝဲတွင်အားအထက်ရက်တလန့်ပြန်၍မေးမြန်းခြင်းဖြစ်လေသည်။ ခင်ကိုအကိုကြီးတိတ်ရှိနေပြီဒါကြောင့်ခင်ကိုလက်ထပ်ဖို့အတွက်ခင်ဖေဖေကိုခွင့်တောင်းပေးရစီတော့နော်ဟာအကိုကြီးအကိုကြီးကလူမားနေသလားတည်တည်ချာချာပြန်စင်းစားပါဦးဘလို့လူမားရမှာလဲခင်ရဲ့အကိုကြီးအခုလိုလက်ထပ်ဖို့ပြောရမှာဒေါ်လေးကိုသာပြောရမှာမဟုတ်ဘူးလားပဲနဲ့ခင်ကိုမဟုတ်ကဟုတ်ကနေလာပြောနေတာလေဟုတ်ခင်ကမျက်နှာသားတည်တည်နဲ့ပြန်ပြောတဲ့ဖြင့်ဥယေးတွင်ဒီဘာပြောရမှန်းမသိအောင်ကြောင်ရွေ့သွားလေလီ ဟုတ်ပါတယ်အကိုကြီးတယောက်လူမားနေပြီဟေးဟုခင်ကရဲတလို့မောတလို့နဲ့ပြောရင်လက်ထွက်သွားသည်လို့တဲ့ဖြင့်ဟေးခင်ဒါဘဲကိုသွားမလို့လဲနေပါအောင်ဟုဥွေးတွင်သည်ဟန်တားလိုက်ရလေသည်ဘာများပြောမလို့လဲယင်အကိုကြီးအကိုကြီးလူမမားဘူးခင်ကိုပြောနေတာအမှန်ပဲတကယ်ပြောနေတာလားယင်အကိုကြီးဟုခင်ကထက်၍မေးပြန်သည်အကိုကြီးဥတွေအသေးတွေဘယ်ထိအောင်ပြောင်းဆန်နေပြီဆိုတာကိုခင်ကိုပြောပြလိုက်ရင်ပြလိုက်ရှင်ပါတယ်ကွာ ်ခင်ကဆရာအောင်မမဟုတ်တာ အကိုကြီးကလည်းဟုခင်ကဆက်ပြဲပြဲနဲ့ပြန်ပြီးပြောပြန်နေသည်ဒီမိန်းကလေးနဲ့တော့ခတ်တော့တာပဲကွာဒါကြောင့်အကိုကြီးလူမားနေပြီလို့စောစောကခင်ပြောတာပေါ့ဥဝဲတင်ဒီလူစင်ချက်ကတလိမ့်ဆန်စိတ်ဝင်လာကမိမိအားမတိမတိနဲ့မကိုမခန့်ပြုတ်လုတတ်သောခင်အားလက်ကိုဖမ်း၍ဆွဲလိုက်မိသည်တို့ရပင်ထိုအမှုသည်ရာဇဝဲမှုကြီးတစ်ခုဖြစ်၍ထောင်ကျနိုင်သည်ဆိုသောအချက်ကိုညံအမျော်ပြင်ဆုပ်ယုပ်နေသော ရာဇဝဲတရားသူကြီးသည်မသိချာနိုင်တော့ပေ။ ။ဥဝေသင်ကပိုင်စိုးပိုင်နဲ့ဆွဲကံရထားသော၎င်း၏လက်ကိုခင်သည်ပြန်လဲရုံးကန်ခြင်းတော့မပြုချေ။လှုပ်ပါအကိုကြီးရဲ့တော်တော်ကြာဒေါ်လေးတို့ဖေဖေတို့မြင်သွားပါမယ်ဟူ၍သာပြောလေသည်။သူရတွင်လက်ဆွဲမှုကျိုးလွန်လျက်ရှိနေပြီဖြစ်သောရာဇဝဲတရားသူကြီးသည်ကျိုးစင်တို့ပင်တက်ရန်အစဉ်အသင့်ဖြစ်နေပြီတကယ်သို့ဆွဲသားသောလက်ဘက်ကိုမလွတ်သည့်အပြင်နောက်တစ်ဘက်ကိုပါလှမ်း၍ဆွဲယူလိုက်ပြန်သည်။အကိုကြီးဟာလေပြောလေကဲလေဖြစ်နေပြီဟုခင်ကနှုတ်ခမ်းဆို၍စိတ်ကောက်သောအမူအရာဖြင့်ပြောလေသည် ြောလေခဲ့လေမဟုတ်ဘူးခင် အကိုကြီးတော့နေမြင့်နေအယူရင်နေဖြစ်နေပြီကွာဒါပြင်ခင်တို့အိမ်ကိုမလာနဲ့တံသားလေးကို သွားပါလားအကိုကြီးရောင်းကကိုကုနိုင်တဲ့ဆရာဝန်ကတံသားလေးမှမချိဘူးခင်တို့အိမ်မှာပဲရှိနေလို့ခင်တို့အိမ်ကိုပဲလာလာနေတာပေါ့ခင်တို့အိမ်ကဆရာဝန်ကခင်မဟုတ်ဘူးအကိုကြီးဒေါ်လီဒေါ်လီရသွေးတရားသူကြီးဒီမရှင်မရဲဖြစ်လျက်နေရမှာမိမိကိုထိန်းချုပ်ချုပ်တဲ့ခြင်းညာမပြွနိုင်တော့တဲ့ဖြင့်ခင်ခါကလေးကိုလှမ်း၍ဖတ်လိုက်လေသည် အိုးအကိုကြီးဘယ်နဲ့လုံနေတာလဲခင်ဒေါ်လေးကိုလှမ်းပြီးတိုင်လိုက်ရမလားတိုင်ချင်းတိုင်လိုက်မဟုတ်သောဘုကြီးသည်နှစ်တိုးကျိုးပြဖြစ်သွားလေသည်တကယ်လားယင် အကိုကြီးတကယ်တကယ်မဟုတ်ဘူးနှစ်ကဲဒေါ်လေးဒေါ်လေးအိုးခင်ကတကယ်ပင်လှမ်းရခေါ်လိုက်တော့အခါဥွေးတွင်သည်ပထဝီမြေပြင်ရင်တစ်ခုလုံးဂျုံတုံးမောက်ကုန်ဖြစ်သွားလေသလားဟုအောက်မေ့ကဘာလို့ရမှန်းပင်မသိအောင်ဖြစ်သွားလေသည် ဘာလဲရေအခင်းဟုမမကြီးကညစာအတွက်စီမံလုပ်ကင်လေးရရှိသောထမင်းစားဆောင်ဘက်မှပြန်၍အတံပြုလိုက်လေသည်ဝန်တောင်မင်းကဗိုက်စားလို့တဲ့တော်လေးအဲ့ဒါအခင်းကိုတခုခုကျွေးပါတို့တောင်းနေတယ်ဘာများကျွေးเสียရရှိလဲဟင်ဟုခင်ကလမ်း၍ပြောဆိုလိုက်တော့မှရာဇဝတ်တရားသူကြီးသည်တရားခံဘဝမှလူငင်းချမ်းသာခွင့်ကိုရရှိကာအသက်ချူချောင်ရေးသွားလေသည်တို့ရတွင်အကြောက်ကားမပြေသေးရှိအခင်းအခုကစကားပြောနေတာဘဲကလည်းဟင်ဟုမမကြီးကအိမ်ပေါ်ကနေလှမ်း၍မေးလိုက်ပြန်တဲ့ဖြင့် ရှန်တဲကလေခင်တို့စပယ်ချုံပေးမှာ စပယ်ပန်းတွေကြည်နေကြတယ်ဒေါ်လေးဟုခင်ကပြန်၍ဖြေလိုက်လေသည်ဒေါ်လေးမအားတတ်လို့ခင်ပဲအပေါ်တက်ကိုတက်လာပြီးကြောင်အိမ်ထဲကလိမ်မော်သီးတွေယူယူပြီးကျွေးလိုက်ပါလားကွယ်ဟုမိဖို့ကြောင်ထဲမှနေ၍ဖြစ်သည်။အကြောင်းကိုဘာမှမသိချာတော့မမကြီးကယူသားစွာပြောဆိုလျက်ရှိသည်ဖြင့်ဦးဝင်းတွင်နှင့်ခင်တို့သည်တယောက်မျက်နာကိုတယောက်ကြည့်ကအတန်ထွက်အောင်မရေမိဖို့မနေကြီးစူးစမ်းနေကြရသည် ဤကဲ့သို့အတန်အားဖြင့်၎င်းဝါအားဖြင့်၎င်းကြွာချား၍နေသောဥဝေးခင်နှင့်ဥဝေးတွင်နှင့်ခင်တို့သည်စန့်ကျင်ဘက်လိန်တတော်ဝါများဖြစ်ကြသည့်အလျောက်တစားတဲ့တစားရင်းနှီး၍လာကြသည်တဦးနှင့်တဦးဤအကြားတွင်ရှိသောကြွားချားချက်များကို ပမာဏမထားနိုင်ကြသောအပေလူအထီးနှင့်အမားတို့ပုံဝင်လင်းလင်းဆက်ဆံလာကြသည်လူကြီးများလိမ့်လျင်လက်သလိုရင်းရင်းနှီးနှီးထိတွေ့ကြလေသည်ရင်းတို့ထိတွေ့ပါများသောအခါတဦးနှင့်တဦးမတွေ့ရလျင်မနေနိုင် မတွေ့ရရင်မနေနိုင်မတိုင်နိုင်အောင်ဖြစ်လာကြသည်ဥွေးတွင်ဒီကမရရဖို့သူတို့ဖြစ်တော့ကြောင့်တကြောင်မိမိအသက်ရွယ်နဲ့ဂုံတိတ်ခါစသည်တို့ကိုအပတ်ပတ်ကထဲသွင်းစဉ်းစားရတော့ကြောင့်တကြောင်အနှဲငယ်ထိမ့်သိမ့်နိုင်တယ်လို့ရှိတော်လေဒါမျိုးကိုတစ်ချိန်တစ်ခါမှ တွေ့မြင်မှုရင်းမရှိခဲ့သောအရင်ပန်းကလေးမှုမထိန်နိုင်မသိနိုင်ဖြစ်မိလေသည်ခင်သည်၎င်း၏စိတ်ကိုမချုံထိနိုင်တော့သည့်နောက်ဆုံးတွင်၎င်းအားဝတရားအတိုင်းမြန်ဆုံးတောင်းယူဖို့အပူတပြင်းတောင်းဆို၏ဤသို့ခင်ကပြောဆိုတော့မှပင်မိုးမမြင်လေမမြင်ဖြစ်နေသောမုတ်ဆိုးဘူကြီးဦးရဲတွင်သည်မိမိကိုယ်ကိုကိုချိန်သက်ရာမှန်းနားလည်လာပြီလျင်မိသားဖာသားပြည်ပြောဆိုလက်ထပ်ဖို့အတွက်အရေးတကြီးစဉ်းစားရန်ပြင်ဆင်ရလေတော်သည် လေးနှစ်ယောက်နှင့်မုံစိုးဘိုလ်ကြီးသာဖြစ်ခဲ့ရသည်ဦးရဲတွင်သည်မိမတယောက်ကိုမြန်မာလူမျိုးတို့၏ထုံးစံနှင့်ယဉ်ကျေးမှုအရာမိတို့မိဘုံတောင်းရန်လက်ထက်ရမှန်းမသိရှိပထမမရရခဲ့သည်မှာလည်းမိမိအစွမ်းစားကြောင့်မဟုတ်ဘဲလူကြီးမိဘတို့ကအစသရရာရာစီမံဆောင်ရွက်ပေးခဲ့သောကြောင့်သာဖြစ်လေသည်မင်္ဂလာဆောင်ကနီးမှဗိသိက်ဖုံပေါ်သို့တက်ခါလူကြီးများကဝဲချမ်းပြင်ဆင်ထားသော အခန်းအတွင်သို့အစဉ်အသင့်ဝင်၍ မရရခဲ့ခြင်းမျိုးဖြစ်လေသည်ထို့ကြောင့်ယခုအခါတွင် ခင်ကိုမိသားဖာသားပြပြီးတောင်းရလက်ထပ်ဖို့ကိစ္စအတွေ့သူ့ဘာသာသူဆက်ဆော်သောကိစ္စဖြစ်နေတဲ့ဖြင့်လူကြီးမိဘများကိုအားကိုးရမရတော့ဘဲသူ့ဘာသာသူကြံစီရလေတော့သည်အတွေ့အကြုံမရှိသောအလုပ်တစ်ခုကိုရုတ်တရက်လောက်ကန့်ခြင်းပြုရန်မှာလွယ်ကူသောကိစ္စမဟုတ်ချေအတွေ့အကြုံမရှိသည့်တိုင်အောင် ကြားဘူးနားဝရှိလျင်လည်းအနှဲငယ်တော်သေးသည် တို့ရတွင်အနောက်ပိုင်းရာသွေးတရားသူကြီးသည်၎င်းရင်ဆိုင်နေရသော အမှုကိစ္စအတွေ့အတွေ့အကြုံမျှတာလည်းမဟုတ်ကြားဘူးနားဝါလည်းမရှိပါချေသူသည်ခေါင်းခဲလျက်ရှိလေသည်မုံစိုးဘုရားမယားတောင်းရန်ပြောဆိုဖို့ကိစ္စအတွေ့သူသည်ဘယ်သူကိုမှဖွင့်ဟ၍တိုင်ပင်ခြင်းပြုရမည်နီတိုင်ပင်၍ရနိုင်သောအသိမိတ်ဆွေများရှိတန်သူရဲ့ရှိတော်မှန်သည်တို့ရတွင် ထို့တို့တိုင်ပင်လည်းရင် သူ့ကိုအဘယ်သို့ထင်ကြမည်နီ အဘယ်တို့ပြောဆိုကြမည်နည်းလူပုံလေတွင်အိမ်တွေကြီးတစ်ခွဲသားနှင့်နေထိုင်လာခဲ့သောလူတယောက်ကမိမိမယားယူကန်ဤမှဟိုလူလိုက်ကဒီလူအပူကန်လောက်ရေကိုတင့်ပါမည်လောခင်ကလူကြီးမိဘများထံတောင်းရန်ပြောဆိုခြင်းပြုဖို့စူစူပူပူကလေးလွတ်လိုက်ပြီးနောက်ဦးအေးတွင်သည်၃၄ရက်ခန့်အမြခေါင်းခက်လျက်ရှိသည်ဘာကားဆား၍လောက်ရမည်လဲမစင်းစားတတ်အောင်ဖြစ်နေသည်ထို့သောစိတ်ထွေနေသည့်ရံများအတွင်စီရင်ချက်ချမှတ်ရန်တိုးနေသောအမှုများအလုံးကလည်း ယမန်တစ်ပတ်ပြင်နောက်ထပ်၍ချိန်လိုက်ရပြန်သည်ခေါင်းချုပ်ချုပ်နှင့်အမားမားရင်းရင်စီမံချက်ချလိုက်ရလျင်တစ်ဖက်ဖက်တွင်နင့်နာကုန်မီကိုဆိုရင်သည်ဖြင့်တရားလွတ်တော်ကမိမိကောင်းကိုခောက်မိအရေးကလည်းရှိသေးသည်တနင်္ဂနွေတစ်ပတ်နှင့်စဉ်းစား၍မပြီးသဖြင့်သူသည်နှစ်ပန်းမြာဆက်လက်စဉ်းစားခြင်းပြုရလေသည်ထို့ကြောင့်တနင်္ဂနွေရုံးပရက်တွင်ကခင်တို့အိမ်တို့မသွားတော့ဘဲအိမ်တွင်ကုန်နေလိုက်သည်တနင်္ဂနွေနှစ်ပတ်ကြာမှအရှင်ယူ၍စဉ်းစားလိုက်သောအခါ တရားသူကြီးပြပညာဉ္ဉဏ်အများထွက်၍လာလေသည်သူသည်ခင့်အား၎င်း၏ဖခင်တန်၌လူသည့်ထင်ရှား တောင်ရပြောဆိုခြင်းမပြုမီခင်ပခင်ဤသဘောထားကိုကြိုတင်သိရှိနိုင်ရန်အတွက်မမကြီးကတဆင်နားဖောက်ဆောင်တန်းကြည့်ရန်ဖြစ်လေသည်မမကြီးသည်သူ့အပေါ်၌လကောင်းသူ့မိခင်နှင့်ကလေးများအပေါ်၌လကောင်းစေတနာထားကြည့်သောသူတို့အုပ်ဖြစ်၍၎င်း၏တူမနှင့်ပါတက်ဆိုင်နေသောယခုကိစ္စတွင်မိမိအားစေတနာရှိစွာဖြင့်ကိုညီဆောင်ရွက်ပေးလိမ့်မည်ဟုဥယေးတွင်က၎င်း၏အမြင်နှင့်ဂိမ်းသည်တွက်ထားလိုက်သည် တကယ်ဆိုတော့မမကြီးကမိမိအပေါ်အဘယ်သို့မျှော်လင့်ချက်နှင့်ဆက်ဆံနေသည်ကိုဥဝေးတွင်သည်အ ਨੇ ပြင်းများလောက်ပင်မယိမ့်မိပါချေထို့သောမယိမ့်ပြင်းသည့်အတွေ့ထိုကိစ္စကိုဖွင့်ရပြောဆိုလိုက်လျင်မမကြီးအဘယ်သို့ဖြစ်သွားမည်ကိုလည်းဥဝေးတွင်သည်စဉ်းစားမိခြင်းမပြုတော့ချေတဘောကောင်းသောဆရာမမမကြီးသည်သူ့ကိုဝမ်းမြောက်ဝမ်းသာကူညီလိုက်မည်ဟုသာအောက်မေ့လျက်ရှိလေသည်တနင်္ဂနွေရုံပရက်တပတ်ချာပြီးနောက်နောက်တစ်ပတ်ရုံပရက်တွင်ဥဝေးတွင်သည်ကားကိုကိုတိုင်မောင်း၍ကံဘက်သို့ထွက်လာခဲ့သည် မမကြီးကိုအကြောင်းမျိုးစုံပြောပြ၍ခင်ဖခင်အားနားပေါက်ခိုင်းမည်ဟုစိတ်ကူးမိစဉ်ကလွယ်ကူသလားအချိန်တန်းငယ်အတွင်းမမကြီးနှင့်ရင်ဆိုင်ရတော့မည်ဖြစ်သောအခါ၌ဥယျာဉ်တွင်သည်စိုးရွံ့သလိုလိုအားနာသလိုလိုဖြစ်လာမည်သည် တူမကိုတောင်းရန်ပြောဆိုလို၍ဒေါ်လေးလို့သူကိုနားအဖောက်ခိုင်းသောကိစ္စသည်တရားနိလန်းကြပါ၏လော။ရိုင်းများနေ၏လော။မိမိအပေါ်၌အထင်အမြင်များသေးသွားမည်လား။ဤသို့တွေးတော်ရင်နှင့်သာဥယျာဉ်တွင်သည်ဆက်ရှင်တရားသူကြီးအောင်ဥကြောင်းအောင်၏အိမ်သို့ရောက်ရှိလာခဲ့လေသည်။ခြံအတွင်း၌ကားဝင်မိလျင်မိမိ အိမ်တကားဝကြီးမ၌မိမိအားထွက်၍ကြိုဆုံနေသောမမကြီး၏မျက်နှာကိုရှေးဥစွာမြင်လိုက်ရသည်မမကြီး၏ပြေပြိုး၍ကြက်တည်းရှိလာသောမျက်နှာတွင်ယခင်တစ်ပတ်ကမိမိလာရောက်သည့်အတွက်စိုးရင်ပူပန်ခြင်းနှင့်ယခုတစ်ပတ်တွင်လာရောက်သည့်အတွက်ကြည်နိုးဝမ်းမြောက်ခြင်းအမှုရာနှခုစလုံးကိုတပြိုင်နက်တွေ့မြင်ရလေသည်တို့ရတွင်ရှေးအပြိုကြီးပြီးပြီးမမကြီးသည်၎င်းရန်တန်း၌ဖြစ်နေသည်များကိုအပြင်သို့ပေါ်ထွက်လာခြင်းမရှိသေးရန်အစွမ်းကုန်ထိန်းသိမ်းထားဟန်လည်းရှိလေသည် ကားဆိုင်ရပြီးနောက်ဥဝဲတွင်အိမ်ပေါ်သို့တက်ရောက်လာတော့အခါမမကြီးသည်တကားဝါမှရက်၍ချွန်းချွန်းဆဆကြည့်ကတီးကန်းတဲ့အပတ်ကနေထိုင်မကောင်းများဖြစ်နေသလားကိုအေးတွင်ဟုမေးမြန်းလိုက်လေသည်ကောင်းပါလေကိုရေးကိုယ်တာကိစ္စတခုအတွက်နဲ့အရေးတကြီးစဉ်းစားနေရလို့လာချင်းရသားနဲ့မလာဖြစ်တာပါ ဒီလိုဆိုရင်တော့တော်သေးပါရဲ့ရှင်။ကျမတို့တအိမ်သားလုံးကဒီအပတ်သာကိုအေးသွင်မလာတော့ရင်အိမ်ကိုလိုက်လာပြီးမေးကြမြန်းကြတော့မလို့တိုင်ပင်ထားကြပြီဟုအယိုးကအနိုင်ပြောရင်တကားဝါမှဘေးသို့ဖယ်လိုက်တဲ့ပြင်ဥယေးသွင်သည်အိမ်ပေါ်သို့တက်လာပြီနော်။ခါတိုင်းမိမိကားတံကိုကြားလိုက်ကြားလိုက်ရင်အိမ်ရှိကန်းတို့အစင်းသင်းထွက်၍စောင့်နေတတ်သောခင့်ကိုရုတ်တရက်မတွေ့ရတဲ့ပြင်ဧကန်းစီတို့ဖြောင်းပြောင်မသွားနိုင်သေးပဲဟိုဟိုတီတီကြည့်နေသည်။ ။အော်အကိုကြီးတို့တားဖောက်တော့ကုလေးတင်ပဲမြို့ထဲကအတိတယောက်အိမ်ကအလှကိုမသွားမဖြစ်တို့ထွက်သွားကြတယ်ကိုအေးတွင်ဟုမမကြီးကနောက်မှနေ၍လှမ်းပြလိုက်တော့မှကိုအေးတွင်သည်အခန်းဘက်စီသို့ဖြောင်းဖြောင်းတန်းတန်းသွားနိုင်နေတော့သည်။အခါတိုင်းမိမိထိုင်နေကြဖြစ်သောကလေးထိုင်တွင်ဝင်၍ထိုင်လိုက်ပြီးနောက်တရေစားတစောင်းကိုဟန်လုပ်၍ဖတ်ရင်းအခွင့်တာခိုင်မမကြီးအားပြောဆိုရမည့်စကားအစီအစဉ်ကိုဦးရဲတွင်သည် တွက်ဆလျက်ရှိလေသည် ထို့သောအဲ့တဲ့ပြည်သူကတရင်စာကိုကောက်၍ဖက်ကျူးလျက်ရှိသည်ဖြင့်မမကြီးသည်အဲ့တဲ့ရှိနေသောအခမ်းဘတ်သို့ရုတ်တရက်ဝင်မလာသေးပဲအခြားလုံးဆောင်ဖွယ်ရာကိစ္စတစ်ခုကိုသတိရတဲ့ကဲ့သို့အိမ်နောက်ခွေးဘတ်သို့ကူးသွားမီအပြုတ်တွင်အရင်လောက်တွေအရေးတကြီးလှုပ်စရာများရှိသေးသလားဟင်ဟုဦးဝဲတွင်ကလှမ်းပြေးမေးမြန်းလိုက်တဲ့ဖြင့်အရေးတကြီးလှုပ်စရာလို့ရတော့မဟုတ်ပါဘူးကိုရဲတွင်သတင်းစာဖတ်နေတာအနှောက်အယှက်မဖြစ်စေချင်လို့ရှောင်ထွက်တာပါဟုမမကြီးကအိမ်နောက်ဘေးဘက်သို့ကူးသွားရင်းမပြူသေးပဲပြန်၍ပြောလိုက်လေသည် ဒီလိုဆိုရင်မမကြီးနဲ့အရေးကြီးတဲ့ကိစ္စတခုကျွန်တော်တိုင်မြင်ခြင်းတို့ခဏတော့လာမထိုင်နိုင်ဘူးလားဟင်အရေးကြီးကြီးဆိုတော့ကိစ္စတခုအတွက်တိုင်မြင်ခြင်းရွေးဟုဆွေးလိုက်တဲ့ဖြင့်မမကြီးအရင်ထဲတွင်ထိတ်ခနဲဖြစ်သွားလေသည်အရေးကြီးတဲ့ကိစ္စတခုကိုပြောခြင်းဆိုခြင်းလည်းရင်ဘာမှအရင်ထဲတွင်ထိတ်ခနဲဖြစ်ရန်အကြောင်းမရှိပါကြီးထို့ကြောင့်စိတ်ကလေးစိတ်လေးလေးနှင့်ပင်ဧကန်းဘက်သို့၆လာပြီလည်းရင်ဥယေးတွင်နှင့် ဇပွဲဝိုင်းတစ်ခုလုံးရှားရွင့်နေသောမျက်နှာချင်းဆိုင်ကလဲထိုင်တလုံးတွင်မရင်မရဲနှင့်ဝင်ထိုင်လိုက်လေသည်ယင်းတို့မမကြီးသည်၎င်းနှင့်မျက်နှာချင်းဆိုင်တွင်ဝင်၍ထိုင်လိုက်သည်နှင့်တပြိုင်နက်လက်ထဲတွင်ဟန်လုံးရေကင်ထားသောတည်င်းစာကိုဇပွဲပေါ်သို့ပြန်ချပြီးနောက်စီကနရဒိတ်ကိုထုတ်ယူကာမင်းကြီးလိုက်လေသည်မမကြီးအားမိမိပြောဆိုလိုသောစကားကိုရရတင်းတင်းပြောဆိုနိုင်ရန်အတွက်စီကနက်ကိုဖွာရင်ဥွေးတွင်သည်၎င်း၏ကိုယ်ကိုရဲစေးတင်နေပုံရလေသည် အိမ်တကူလုံးသည်တိတ်ဆိတ်ငြိမ်သက်လျက်ရှိရာဖျားကန်းပတ်မှတိုင်ကက်နိုင်၏ဆက်တံကိုလည်းကောင်းစွာကြနေရသည်မမကြီးသည်မိမိအားအရေးတကြီးတိုင်ပင်ပြောချင်ရန်ရှိသည်ဆိုသောဥွေးသွင်၏အကြောင်းကိစ္စကိုမှန်းမဆတတ်အောင်ဖြစ်နေလေသည်။ထို့ကြောင့်ဥွေးသွင်ကဖွင့်ပြောမိကိစ္စကိုသာငြိမ်သက်စွာနားဆွင့်ရင်းစောစောကဥွေးသွင် စပွဲပေါ်သို့ပြစ်ချလိုက်သောသတင်းစာကိုငေးဆ၍ကြည့်နေလေသည်။ဥွေးသွင်သည်စီကရက်ကို၃လေးပွားမြအားပြုတ်ချိုက်ပွားပြီးသည့်နောက် ကျွန်တော်အရေးတကြီးတိုင်ပင်တရားရှိတဲ့ကိစ္စကိုမမကြီးတယောက်ကလွှဲပြီးတခြားတိုင်ပင်ရမယ့်သူမမြင်မိတော့မမကြီးကိုဖွင့်ပြရတာပါပဲမမကြီးကို စိတ်ချယုံကြည်ပြီးကျွန်တော်ရဲ့ကိစ္စကိုဖွင့်ပြလိုက်တဲ့အခါမှသာကျွန်တော်ကို အထင်မလွဲဖို့နဲ့အထင်မသေးဖို့အခုကလေးကတောင်းတောင်းပန်ထားခြင်းပါတယ်ဟုပဏာမခံလိုက်လေသည်ကျမသဘောထားကိုအထူးပြောနေဖို့လိုသေးသလားကိုအေးသွင်း ရှင်တိုင်မြင်ခြင်းတဲ့ကိစ္စကိုတိုင်မြင်နိုင်ပါတယ်ကျမကတော့မိမသားတယောက်အနေနဲ့တတ်နိုင်ကြလားအကူအညီပေးဖို့ပဲပါရမီဖြည့်ပေးဖို့အစဉ်နဲ့ရှိပါတယ်မမကြီးကိုကျွန်တော်အများကြီးလေးစားပါတယ်ခင်လဲခင်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ကိစ္စကအိမ်တော်ကြီးကိစ္စဖြစ်နေလို့မမကြီးကိုခုလိုတိုက်ရိုက်ဖွင့်ပြောဖို့တင့်မတင့်ဆိုတာကိုလည်းတော်တော်ကလေးအချိန်ယူပြီးစဉ်းစားခဲ့ရသေးတယ် မိမိအားလူပြိုစကားများပြောနေလေပြီလားဟုဆရာမမမကြီးရှင်ထဲတွင်တုံလှုပ်လျှောက်ကြ၏တုံလှုပ်သလိုရင်းဖိုးရင်းဖိုးသလိုလိုနှင့်မဝေခဲတတ်သောဝေဒနာတရက်ကိုခံစားလိုက်ရခြင်းလည်းဖြစ်လေသည်ပြောဆိုနေသောကိစ္စကလည်းအိမ်ောင်ရေးကိစ္စဖြစ်ပြီးပြောဆိုခြင်းခံရသူမှလည်းမိမိကိုယ်တိုင်ဖြစ်နေသောကြောင့်မမကြီးသည်အခြားတွေးတောเสียရာမရှိချေထို့ကြောင့်ဦးကောင်းကုန်ကငြိမ်သက်စွာနားထောင်နေမိသည်ဒါပေမဲ့မမကြီးကလွဲလို့ကျွန်တော်မှတခြားတိုင်ပင်ရမယ်လို့လည်းမရှိတော့ မမကြီးကိုပဲတိုင်ပင်ရတော့မှာပဲဟုတ်ကဲ့ကိစ္စကတော့ကျွန်တော်ဘက်ကလူကြီးစုံညာနဲ့လာရောက်စကားကမ်းလန်းနိုင်ဖို့အတွက်ဦးရဲ့သဘောထားကိုမမကြီးကတိုးတိုးတိတ်တိတ်တီးခေါက်ဆုံးမ်းပြီးကျွန်တော်ကိုအမြန်ဆုံးအကြောင်းပြန်ကြပေးဖို့ပါပဲလေအကိုကြီးကိုကျမတီးခေါက်ဆုံးမ်းပေးရမယ်ဟုတ်လားကိုအေးတွင်ဟုတ်တယ်လေဆုံးမ်းပြီးအကြောင်းပြန်ကြရမှာကဘာကိုဆုံးမ်းလို့ဘာကိုအကြောင်းပြန်ကြရမှာလဲကိုအေးတွင် ကျွန်တော်ဘက်ကလူကြီးဆောင်ရာနဲ့လူသိရှင်ကြားလာရောက်ပြောဆိုဖို့ကိစ္စအတွက်လေအဲ့ဒါကတော့ဟုတ်ပြီလေကိစ္စဆိုတာကဘာကိုဆိုလိုတာလဲဟုမမကြီးတည်တဲတဲကိုကွဲမကြည့်မသိတော့ကြောင်းပင်တေချာအောင်မေးမြန်းလိုက်လေဒီခင်နဲ့ကိုအေးတွင်တို့ကိစ္စအတွက်လေ ဘယင်မရေတရက်နဲ့ဝိလေကြောင့်ပဲပြောဆိုလျက်ရှိနေရမှာမလွဲတာမချောင်တာတော့ရည်ဥဝေးတွင်ကဖွင့်ပြောလိုက်တော့အခါမမကြီးသည်မိမိဤနားကိုပင်မယုံနိုင်သေးတကယ်သို့အတန်ကြာမှကြက်သေးသေးကငိုင်းနေပြီးမှအခင်နဲ့ကိုဧတွင်တို့ကိစ္စအတွက်လားဟုတ်လားကိုဧတွင်ဟုမပွင့်တပွင့်ပြန်၍မေးမြန်းလိုက်မိသည်ခင်ကဥကိုလူကြီးစုံညာနဲ့လာပြောပါဆိုလို့အဲ့ဒီလိုလူသိရှင်ကြမပြောခင် ဦးရဲ့သဘောထားအမှန်ကိုကြိုတင်ပြီးသိထားနိုင်အောင်လို့မမကြီးကိုအခုလိုဖွင့်ပြောပြီးအကူအညီတောင်းရတာပါပိပိတတနဲ့ကိုကိုွဲပြပြကြားလိုက်ရပြီဖြစ်တော့မမကြီးသည်မိမိဤနာကိုတန်တရားဖြစ်နေရန်အကြောင်းမရှိတော့ပါရှိ။သူရတွင်မိမိကမျောလင့်ထားခြင်းနှင့်တလွဲစီဖြစ်နေသောဇကားကိုရုတ်တရက်ကြားလိုက်ရသည့်အတွေ့မိမိကိုကိုပင်မထိနိုင်အောင်တတိလက်ခါမိုက်ခနဲဖြစ်၍သွားလေသည်။မမကြီးမမကြီးဘာဖြစ်သွားတယ်လဲဟင်။ အလန္တကြံအော်ဟစ်ပြောဆိုလိုက်တော့ဥအေးသွင်းဤအတန်ကိုမတဲမကွဲကြားလိုက်ရတော့မှမိမိကိုယ်ကိုမနေကြီးအာတင်၍အိမ်တွေပြန်လောက်ရလေသည်တို့ရတွင်ဥကဲတံဥကောင်းတဲ့နိုင်မူးဝေကမျက်လုံးများသည်လဲပြာနှမ်းလျက်ကဘာမြေတစ်ခုလုံးစီးနှင်းများဖုံးအုပ်လျက်လွှမ်းနေတဲ့ကဲ့သို့မြင်ရလေသည်ဤကဲ့သို့မမကြီးရုတ်တရက်မူးဝေသွားသောကိစ္စကိုဘာမှန်သိလိုက်ရပုံမရသောဥရေးတွင်သည်ဘာလို့ရမှန်းမသိတဲ့ဖြင့်တင့်ငုတ်တို့ကြီးကဲ့သို့ပစံအဟောင်းသားနှင့်ကြည်နေလေသည် မမကြီးသည်၎င်း၏ဥကောင်းနှင့်မျက်လုံးများကြည်လင်လာအောင်အတန်ကြာမှငြိမ်သက်နေရသည်ယင်းသို့အတန်ကြာများငြိမ်သက်နေလိုက်ပြီးမှတခါတခါကျမဒီလိုပဲမူးတက်လို့ပါဒီပြင်တော့ဘာမှမဟုတ်ပါဘူးဟုအိမ်တွေဆယ်၍ပြောဆိုလိုက်သည်မမကြီးအမူးမပြေတတ်သေးရင်အဲ့ရတဲ့တွားပြီးလှည့်နေလိုက်ပါဦးလားယင်းကျွန်တော်ကိစ္စကိုနောက်တော့မှအေးအေးဆေးဆေးပြောရတာပေါ့ကိစ္စမရှိပါဘူးကိုအေးတွင် ကျမအခုလေးတင်နေကောင်းသွားမှာပါ ဟိုဦးဝေးတင်ကပြောဆိုကအိမ်ပေါ်အတော်ကြီးထံမှာရခင်ဦးဝေးတင်ဝယ်ချမ်းပေးလိုက်တော့အိုဒီကလုံးရေမွေးကိုတောင်းယူပေးလိုက်ရင်ရှူနေလေသည်အိုးရဲတွင်ဒီစိကနဲ့အတ္တတရိတ်ကိုထပ်၍မိကြီးကခက်အေးအေးဖွာရင်းမိမိဤကိစ္စကိုဆက်လက်ပြောဆိုခြင်းပြုရန်တင့်မတင့်စဉ်းစားနေပုံရသည်။မမကြီးအရှင်နေကိုလည်းအကဲခက်လျက်ရှိလေသည်။တောင်အောင်မြကြလေရင်မမကြီးသည်အမိုးပြေ၍သွားတဲ့ဖြင့်ကျမတူမကလေးခင်ကိုလက်ထပ်ဖို့ ကိစ္စအတွက်နဲ့ပတ်သက်ပြီးကိုအေးသွင်းတော်တော်ကလေးစဉ်းစားထားပြီးပြီထင်တယ်ဟု မေးလိုက်လေသည်။ဥဝေးသွင်းသည်ထိုမေးခွန်းကိုမျှော်လင့်ခြင်းမရှိသည့်အတွက်ရုတ်တရက်ပြန်၍မဖြေနိုင်ချေ။၎င်းအပြင်မမကြီးကမင်းမြလိုက်တော်မှပင်ထိုကိစ္စနှင့်ပတ်သက်၍မိမိကိုယ်တိုင်လေးလေးနက်နက်စဉ်းစားထားပြီးဖြစ်သည်မဖြစ်သည်ကိုပြန်၍စဉ်းစားမိလေသည်။ တကယ်ဆိုတော့သူဒီခင့်ကိုလက်ထပ်ဖို့တခုလောက်အတွက်သာစဉ်းစားထားလျက်လက်ထပ်ပြီးသည့်နောက်ပိုင်းတွင်အခြေသဖြင့်ပေါင်းသိနေထိုင်သွားရမည့်ကိစ္စကြီးငယ်များကိုလေးလေးနက်နက်စဉ်းစားထားခြင်းမရှိပါသေးချေ အေးလေကိုအေးတွင်ဟာအိမ်အောင်နဲ့ကြာခဲ့ဘူးတဲ့လူကြီးတယောက်ပဲဒီမေကွန်းကိုကျမမေးနေဖို့တိတ်မလို့ဘူးနော်ဒါပေမဲ့ကျမတို့မလေးအယူအပေါ်နဲ့ကိုအေးတွင်ရဲ့အိမ်အောင်ကြီးအတွက်စိုးရိမ်မိတော့မေးလိုက်မိတာပါဟုမမကြီးကပြောဆိုလိုက်တော့အခါလူမှုရေးရာနဲ့အိမ်အောင်ရေးရာကိစ္စအဝဝကိုဘာတစ်ခုမှတင်နာလဲခြင်း ရှိပုံမရသေးသောထုံမိတ်ကလေးနှင့်မိမိ၏အိမ်တော်ကြီးတစ်ခုလုံးရေရှည်ခရီးသွားရမည့်အရေးကိုဥဝေးတွင်သည်စဉ်းစားမိပြန်သည်တကယ်ဆိုတော့ငယ်ရွယ်သောခင်နှင့်၎င်း၏တာသမီအရေးကိုလည်း၎င်း၎င်း၏မိခင်အရေးကို၎င်းဥဝေးတွင်သည်ထဲသွင်းစဉ်းစားခြင်းမရှိခဲ့ပဲနှင့်လက်ထပ်ဖို့အရေးတစ်ခုတည်းကိုလောက်သာစဉ်းစားစိတ်ကူးရင်ကဲ့သို့ဖြစ်လေသည်ဒိတ်ဒိတ်ပုံထက်တွင် တက်ကြည့်ကြသောအခါ ယောက်ျားနှင့်မိန်းမသည်မိုးတိမ်များအကြား၌နေထိုင်နိုင်တော်လဲထိုဖုံထက်မှဆင်းရသည်နှင့်တပြိုင်နက်မြေကြီးပေါ်၌ရုံးကန်ပြေးလွှဲရမည်ဆိုသောအနောက်တိုင်းစကားပေါ်တစ်ခုကိုလည်းဥယေတွင်သည်မေ့ကြွနေသည် ကိုရေးသွင်းတို့အချင်းချင်းသဘောတူကျင့်နေပြီးကြတဲ့ကိစ္စမျိုးကျမအနေနဲ့တော့ဘာတစ်ခုမှပြောစရာမလိုပါဘူးပြီးတော့ကိုရေးသွင်းတို့လူတယောက်ကိုလည်းဘာမှမကျင့်နေစရာမရှိပါဘူးကျမစိုးရိမ်မိတာတစ်ခုကတော့လူမှုကိစ္စကိုဘာတစ်ခုမှမသိချာသေးတဲ့ကျမဒူမာကလေးခင်အတွက်ပါပဲဒီအတွက်တော့မမကြီးဘာမှစိုးရိမ်စရာမရှိပါဘူးကျွန်တော်တင်းချင်းခံနိုင်ပါတယ်နောက်တော့လည်းခင်ဟာသူ့ဘာသာသူနားလည်သွားပါလိမ့်မယ်ခင်ရဲ့အကြောင်းကိုကိုအေးသွင်းဘာမှမသိသေးလို့ကျမစိုးရိမ်မိတယ်ပြောတာပါ ခင်ဘလောက်ပဲဆိုဆိုကျွန်တော်တင်းချင်းခံပါနိုင်လေလေဒီလိုကြားရတဲ့အတွက်ဝမ်းသာပါတယ်ကိုအေးသွင်းရှင်းစကားအတိုင်းတတ်နိုင်တမျှလည်းတင်းချင်းခံပါတင်းချင်းမခံနိုင်တော့အောင်ဖြစ်လာတဲ့အခါကြတော့လေကျမကိုလာတိုင်ချင်း လာတိုင်ကြားစေချင်ပါတယ်စိတ်ဓာတ်ချပါမမကြီးကျွန်တော်ဟာဦးတို့မမကြီးတို့အပေါ်မှာရရန်ရန်ဆန်ဆန်ဆက်ဆံမဲ့လူတယောက်မဟုတ်ပါဘူး ါတွေကတော့ပြောနေရမယ့်စကားတွေမဟုတ်ပါဘူးကိုအေးတွင်ကျမကတော့စိတ်ချယုံကြည်ပြီးသားပါကဲကိုရေးတွင် ကိစ္စကဒါပဲမဟုတ်လားဟုပြောဆိုရင်ထိုင်းနေရမမမကြီးဒီရုတ်တရက်ထားလိုက်တဲ့ဖြင့်ကိုရေးတွင်ဒီမမကြီးအားဘာစကားပြောရမှမသိအောင်ပင်အစချမရဖြစ်သွား၏မမကြီးဒီရေမွေးပလင်းကိုရှုခဲ့ပြီးနောက်ရှင်ကိုပါရမီဖြစ်ပေတဲ့အနေနဲ့ရှင်မင်းအင်မတန်ဖြစ်ရှင်နေတဲ့ကိစ္စကြီးရှုံးရှုံးမောမောနဲ့ပြ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 ဖြစ်သွားအောင်ကျမတောင်းဝန်ယူပါမယ်ကိုရေးတွင် ကဲရှင်နောက်ထပ်ဘာများပြောချင်သေးတယ်လဲဟုမမကြီးကဥယေတွင်အားမျက်နာလဲ၍ပြောဆိုမေးမြန်းလိုက်သည်မမကြီးကသူကိစ္စကြီးတစ်ခုလုံးလုံးလုံးရရတောင်းဝန်ယူလိုက်ပြီဖြစ်၍ဥယေတွင်သည်နောက်ထပ်ပြောဆိုခြင်းပြုရန်လဲစကားမရှိတော့ချေကျေးဇူးတင်ပါတယ်မမကြီးဟာကျွန်တော်လေးဒီကျေးဇူးကိုဘယ်တော့မှမမေ့ပါဘူးဗျာဟုပြောဆိုနိုင်လေသည်ဒါဖြင့်ကိုဥယေတွင်စိတ်အေးသွားရပြီမဟုတ်လားမမကြီးကျေးဇူးကြောင့်အေးရပြီပေါ့ဗျာ ကဲရှင်လဲပြန်လာရောကျမလည်းခေါင်းထဲကနည်းနည်းထိုးနေသေးလို့ခဏလောက်လှဲနေလိုက်အောင်မယ်ဟုမနေ့ကြီးအာယူရဲ့ပြောပြီးနားမမကြီးတီအရင်တွင်းတို့လှက်ထွက်သွားမိရဲ့ပြို့ဒါဖြင့်ကျွန်တော်ဘယ်တော့လောက်လူကြီးတွေကိုလွှတ်လိုက်ရမလဲမမကြီးဟုဥဝေးတွင်သည်လူထပ်သားဘာဖြစ်နေသည်ကိုအလင်းမရိပ်မိသေးပဲသူကိစ္စအတွက်သာလျှင်အရေးတကြီးမေးမြန်းလိုက်လေသည်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်းလေးစီစဉ်တင်ဆက်မှုကိုအီမာနေခက်တာခဏရနာဝင်ပြပါခင်ဗျာဒီနေ့မှာ ဝင်ရောက်နားဆင်အားပေးကြသူညီကိုမောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကိုမောင်နှမများအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေကြပါစေခင်ဗျာ